စေအုပ်စုဝင်တွေရဲ့အတမဖန်းစီစူဆောင်းခံရတဲ့လူငယ်လူရွယ်တွေကိုဆဲစစ်တာမျိုးမလုပ်ဘဲစစ်မှုထမ်းနဲ့တန်းထဲတာကြောင့်ကူးစက်ရောဂါဖြစ်ပွားနေသူတွေပါဝင်နေတယ်လို့စစ်မှုထမ်းအတိုင်းဝန်နဲ့နှိဆက်သူတွေစီကစုံစမ်းသိရှိရပါတယ်။ HIV ပိုးရှိသူတွေ TB ရောဂါနဲ့အသားရောင်အသက်ဝါ B ပိုးစီပိုးရှိသူတွေပါပါလာတက်ပြီးတိကျခွဲနေထိုင်ခိုင်းတာမျိုးတွေလည်းမရှိဘူးလို့လက်ရှိစစ်မှုထမ်းနေရာတက်တွင်းရင်းမြစ်တူကပြောပါတယ်။ကျွန်တော်ပတ်ဆင်မှာပါလာ ူကဘာဖြစ်မှန်းကျွန်တော်လည်းသိချင်မသိဘူးလူတွေခွဲနေရချတာပေါ့အဲ့လိုနဲ့တဖြည်းဖြည်းနဲ့မှသိလာတာတယောက်ကအရှမ်းပြီးဖြစ်နေတာပြီးတော့ဆင်းမစဘူးလားမေးတော့မစဘူးလေတခါလည်းဖမ်းပြီးခေါ်လာပြီးတိတယ်ရောက်လာတာပဲလေသူတို့ပြောတယ်အစင်းစင်းခေါ်လာဆိုတော့စာရင်းမှာပဲရှိတယ်ဆိုတဲ့သဘောလေးစိတ်ချမယ်လို့စိတ်မအောင်လို့စိတ်ချမယ်လို့စိတ်မအောင်လို့တော့မထင်နိုင်ဘူးအကုန်အောင်ပြီးဖို့စီဖို့ဆုံးမယ်ဒီတန်ထားတာမျိုးတွေလည်းမရှိဘူးတမိုင်းဒီမရှိကြတဲ့သူတွေကလည်းအများကြီးပါပဲ ဒီလိုအခြေအနေကလူငယ်အားရှိရင်ပြီးတော့သူတို့ဘာသာဘလိုနေနေဘလိုတည်အခြေအနေပဲအနာသိမိနောက်ဆေးအနာရှင်ကိုခုခံတော်လှန်ကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့နိုင်ငံအနှံ့တိုက်ပွဲတွေနေ့စဉ်ပြင်းထန်လာပြီးအခြားရှုံးများအထိနာလာတဲ့စစ်တပ်ကလူအင်အားအတွက်အခုလိုအဓမ္မစစ်မှုထမ်းဖို့ကိုလှုံ့ဆော်လာတာလို့စစ်တပ်ကိုစန့်ကျင်သူတွေကထောက်ပြပြောဆိုကြပါတယ်။ ပြည်သူစစ်မှုထမ်းဆိုတာစစ်တပ်အတွက်ခဏတဖြုတ်တာအင်အားဖြစ်ပြီးတချိန်မှာစစ်တပ်အတွက်ရံပတ် ဖြစ်လာမယ့်အဖွဲတစ်ခုဖြစ်လာလိမ့်မယ်လို့ CDN ဘူကြီးစင်ရော်ကအမှတ်ချက်ပေးပါတယ်။ညညစက်သုံးချက်လို့ခေါ်တာပေါ့နော်။ဒီစစ်မင်ကြောင်ပေါ့အခုခေတ်ဆိုရင်တော့တက်တူးထိုးထားတဲ့သူတွေတောင်မှပဲခေါ်လို့မရအောင်သူရဲ့ဒါအမိန့်နဲ့ညွန်ကြားချက်ပေါ့နော်စစ်တပ်ရဲ့ကာကနာကောင်စီလောလို့ခေါ်တဲ့သူတို့ညွန်ကြားချက်ထဲမှာပါပြီးသား။ဒါပေမဲ့အခုကတော့ပတ်ဆက်မပေးနိုင်တဲ့သူရတဲ့သူ ခင်ဗျာမြာလူ ခေါ်လို့လွယ်တဲ့သူတွေကိုဒါခေါ်လာတဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ပြောသလိုပဲအခုလောလောဆယ်ဒီပါစာလို့ခေါ်တဲ့လူစစ်တွေရပါတော့နော်စစ်တပ်အတွက်အင်အားခဏတစ်ဖြုတ်တာဖြစ်တာပဲဒါနောက်ပိုင်းဒီအဖွဲ့တွေကတည်ကျင်နေတည်မယ်ပေါ့နော်တည်တဲ့သူလည်းရှိတယ်ပေါ့မတည်ဘဲနဲ့ပြန်ထွက်လာရင်လည်းဒီစစ်တပ်ရဲ့အကြောင်းကိုသိလာတဲ့ဒုပေါ့သူတို့အတွက်ရံပဲဖြစ်မဲ့ဒုတရုများလာမှာပဲအဲ့ဒုများလာရင်ထပ်ပြီးတော့အဲ့ဒုကလည်းစစ်တပ်ကိုပြန်ပြီးတော့တော်လန်မဲ့ အနေထားမျိုးပေါ့နော်တော်လန်တိုက်ခိုက်မဲ့အနေထားမျိုးပဲအဲ့တော့သူတို့အတွက်လောဆယ်တာအသုံးဝင်နေတာရေရှည်မှာဆိုရင်ဒီပြည်သူစစ်ကစစ်တပ်အတွက်အကြီးမားဆုံးရံပယ်ကြီးဖြစ်လာနိုင်တယ်လို့ပဲကျွန်တော်တို့ကတော့သုံးသပ်ပါတယ်စစ်မှုထမ်းဥပဒေမှာမပုံတင်ဖို့စင့်ခေါ်တဲ့အဆင့်စစ်စစ်ဖို့စင့်ခေါ်တဲ့အဆင့်နဲ့စစ်စစ်အောင်ခဲ့ရင်စစ်မှုထမ်းဖို့စင့်ခေါ်တဲ့အဆင့်ဆိုပြီးသုံးဆင့်လှုပ်ဆောင်ဖို့ပြဋ္ဌာန်းထားပါတယ်အဲ့ဒီအဆင့်တွေကိုပြောက်ကွက်မယ်ဆိုရင်အများဆုံးထောင်ထံ၃နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေနှစ်ရလုံးဖြစ်စေချမှတ်နိုင်တယ်လို့လည်းပြောဆိုထားပေမဲ့လူရရဲကိုသာဥတီနေတဲ့အောက်ခြေတပ်သားတွေကတော့အစ်စ်တွေကြော်ပြီးလှုပ်ဆောင်နေတာကိုအေးအေးယူမှုလည်းမရှိဘူးလို့သိရပါဗျ။လက်လောအပစင်ဆက်ခွန်ရောက်တဲ့အထိတိုင်အောင်စစ်ကောင်မရှင်ကပြတ်ထန်းထားတဲ့ဥပဒေတွေနဲ့အညီခေါ်ယူတာမျိုးမရှိဘူးလို့ပြည်သူတွေကပြောဆိုနေကြပါတယ် ပြီးခဲ့တဲ့ဇူလိုင်လတုန်းကလည်းအတမစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့စိတ်ဝိညာဉ်ရှင်တူတိုက်ပေါ်ကခုန်ချပြီးတိတ်ဆုံးသွားခဲ့တယ်လို့လည်းရန်ကုန်တိုင်းရွှေပြည်သားမြို့နယ်ကသတင်းတွေဖော်ပြနေတဲ့ရွှေပြည်သား information ကဖော်ပြထားပါတယ်စစ်တပ်ရဲ့စစ်မှုထမ်းဥပဒေမှာတော့စိတ်ဝိညာဉ်ရှင်တွေအနေနဲ့စစ်မှုထမ်းကင်းလွန်ခွင့်ရှိတယ်လို့ဆိုထားပါဗျ။